ရခိုင်ပြည်အခြေစိုက်စစ်ကောင်စီရဲ့တယံ63ခုထဲကအနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်အပအဝင်တယံပေါင်း68ခုကိုအာရခတ်တို့အေက သိမ့်ပိုက်နိုင်ခဲ့တယ်လို့မြမမဟာဗျူဟာနမွန်ဝဒလေးလာရဲ Institute SP မြန်မာကထုတ်ပြန်လာပါတယ်စစ်ကောင်စီကအာနာသိမ့်ခဲ့တဲ့2020ခုနှစ်ဖေဖော်ဝါရီလကနေ လက်ရှိ2025ခုနှစ်ဖေဖော်ဝါရီလကုန်အထိလေးနှစ်ကျော်ကာလအတွင်းမှာနိုင်ငံတော်မှာရှိတဲ့စစ်ကောင်စီရဲ့တည်ရန်ဌာနရှောက်ပေါင်း184ခုတက်မင်းဟာတင်ပိုက်ခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအထက်မှာရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ကစစ်ကောင်စီတည်ရန်ဌာနရှောက်တွေအများဆုံးတင်ပိုက်ခံခဲ့ရတယ်လို့ SP မြန်မာရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီလိုတင်ပိုက်ခံရတဲ့တပ်စခန်းတွေထဲမှာစစ်တိုင်းဌာနရှောက်နှစ်ခုအပါအဝင် အမင်းပဲကွက်ကဲမှုဌာနရှောင်းပေါင်းစင်းခုတက်မနဲ့တိမ့်ပိုက်ခံခဲ့ရသလိုရှင်လျန်တယန်38ခုတက်မနဲ့နဲ့ချင်းမြန်တယန်54ခုတက်မနဲ့ကိုတော်လရင်အားစုတွေကတိမ့်ပိုက်နိုင်ခဲ့တယ်လို့ SP မြန်မာရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်။ဒါပြန်စစ်ကောင်စီရဲ့နေရှားဆောင်တပ်စခန်း9ခုတက်မနဲ့ဟာလဲတော်လရင်အားစုတွေရဲ့တိမ့်ပိုက်ချမ်းကိုခံခဲ့ရပြီးတော့လန်ယုံတယန်39ခုတက်မနဲ့နဲ့လန်ယုံအကူတယန်25ခုတက်မနဲ့ဟာလဲတိမ့်ပိုက်ချမ်းကိုခံခဲ့ရပါတယ်။စစ်ကောင်စီဟာအနောက်ပိုင်းတိုင်းစစ်ဌာနရှောင်း အရှေ့မြောက်တိုင်းစစ်ဌာနရှုံးတဲ့တရင်ဌာနရှောက်ရာနဲ့ရှိသိမ့်ပိုက်ခံရချင်းဟာတလရင်အစုတွေရဲ့ထိုးစိတ်ကိုစစ်ကောက်စီကခုခွန်နေစမရှိတော့တာကိုကြားသက်နေတာဖြစ်တယ်လို့စီဒီအမ်ဘိုကြီးစံညောကပြောပါတယ်ဒီလိုအနေအထားမျိုးဟာစစ်တပ်ရဲ့ဒီနှစ်ပေါင်း80အတွင်းမှာတရင်ဌာနချုပ်ပေါ့နော်ရှီတန်းစက်ခန်းကိုပြောရမှာတရင်ဌာနချုပ်တစ်ခုကြားဖို့ဆိုတာကြားမယ်အသိခံရမယ်ဆိုတာထေတောင်ထေမထားတဲ့ကိစ္စပေါ့နော်အနေအထားအခုအနေအထားအဲကျွန်တော်200နီးပါးဖြစ်လာ 200နီးပါးဖြစ်လာပြီပေါ့နော်တချို့တိုက်နေတဲ့နေရာတွေရှိတယ်။အဲဘာဖြစ်လို့ဒီနှစ်ထဲမှာဆိုရင်200နီးပါးဖြစ်သွားနိုင်တဲ့အနေအထားမျိုးပဲ။အဲဗမောလိုနေရာမျိုးကိုအားလုံးသိမ့်ပိုက်လိုက်ပြီးပြီဆိုရင်ဒါနောက်ထပ်20နီးပါးလောက်အရေးအတွက်ထပ်ပြီးတက်လာမှာပေါ့နော်။အဲအဲ့တော့ဒီနှစ်ထဲမှာတော့တေချာပေါက်200ဝန်းကျင်200ကျော်ထိထပ်ပြီးတော့စစ်တပ်ဖို့လက်လွတ်ရအောင်ပါပဲပေါ့နော်။တနင်္ဂနွေလုံးအတိုင်းအတာနဲ့ကြေးရည်လေအားစုတွေနဲ့တက်ခိုင်နေပေမဲ့ စစ်ကောင်စီကရှုံးနိမ့်မှုတွေနဲ့ဆက်လက်ရန်ဆိုင်နေရပြီးတော့တွလရင်အားစုတွေကဟန်ရှဲညင်ညင်ထိုးစိတ်ဆန္ဒပါကဒိဋ္ဌပုတ်ပြေးစခန်းတွေကိုလက်လက်ရဖွဲ့ရှိတယ်လို့စီဒီအမ်ဘူကြီးဇံယောကဆက်ပြောပါတယ်။မြောက်ပိုင်းညင်တော်မဟာမိတ်သုံးဖွဲ့စတ်တန်ခဲ့တဲ့တစ်သူမြနှစ်ခွန်စစ်ဆင်ရဲ့နောက်ပိုင်းမြန်မာနိုင်ငံအနှံ့မြို့ပေါင်း၉၀ကျော်အထိတွလရင်အားစုတွေကတင်ပိတ်ထားတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်းရာနှက်ရှိတင်ပိတ်ထားပေမဲ့စစ်ကောင်စီမှာစစ်တိုင်းဌာနရှောက်ပေါင်း၁၂ခုနဲ့တရင်ဌာနရှောက် ရဲတပ်လေတပ်များစွာကျင်ရှိနေတဲ့အတွက်စစ်ကောင်စီကိုရှုတ်တွက်ဖို့ဆိုတဲ့တယ်လို့နိုင်ငံရဲလေလာတုံ့တက်သူတွေကတုံ့တက်မှုတွေရှိကြပါတယ်။မျိုးကြီးတွေရှိတယ်။အဲဒီအရာတွေတော့ရှော့တွက်လို့မရဘူးနော်။တစ်ချက်ကနှစ်ချက်ကဒီ KNA ကချင်းပြည်နယ်မှာမျိုးကြီးတွေတိမ့်နိုင်တယ်။ရှမ်းမြောက်မှာမျိုးကြီးတွေတိမ့်နိုင်တယ်။တခိုင်မှာမျိုးကြီးတွေတိမ့်နိုင်တယ်။အဲဒါမှအပနော်ချင်းမှာမျိုးကြီးတွေတိမ့်နိုင်တယ်။ ကရင်ဒီမှာလည်းတင်းတင်းပါသိနေအဲ့ဒါမှအပပြီးမကြီးမှလုံးဝမသိနိုင်ဘူးအဲ့ဒါကကရင်မှာမသိနိုင်ဘူးမုံမှာမသိနိုင်ဘူးတနင်္လာမှာမသိနိုင်ဘူးပကိုးမကွေးအရာပတိမသိနိုင်ဘူးစကိုင်းဒီလာကြီးမသိနိုင်ဘူးမန္တလေးမသိနိုင်ဘူးအဲ့လိုကောင်တာဘယ်လန့်နဲ့လုပ်မယ်ဆိုလို့ရှိရင်အများကြီးစူးစမ်းဖို့လိုတယ်နိုင်ငံတော်ဝန်မှာစစ်တိုင်းဌာနရောက်ပေါင်း7ခုနဲ့တရရန်ဌာနရောက်ထောင်ရှိ ဆက်လက်နဲ့ပစ္စည်းထောက်စက်ရုံ26ခုနဲ့လေတဲ့ရေတဲ့စကန်တွေများစွာကြန့်ရှိနေတဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအာရခတ်တက်တို့အပန်းအဝဲတူလင်းအားစုတွေဟာရခိုင်၊ကရှင်၊ကရနီ၊ပဲခူး၊မကွေး၊ဤယဝတီစကိုင်းအပန်းအဝဲတိုင်းနယ်ပြည်နယ်အများစုမှာစစ်ကောင်စီရဲ့တပ်စခန်းတွေတရရန်တွေကိုထိုးစစ်ဆန်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ အာခတ်တက်တို့အေဟာရခိုင်ပြည်မှာလက်ကျန်မျိုးနဲ့တုံးခိုအထက်ကစစ်တွေနဲ့ကြောက်ဖြူမျိုးနဲ့တော့ကိုစက်တန်ထိုးစစ်ဆန်တက်ခိနေပြီးတော့မဟာမိတ်တွေနဲ့ပူပေါင်းပြီးလဲမကွဲပကောအီယဝတီတိုင်းတို့ကတပြိုင်နက်တည်းထိုးစစ်ဆန်တက်ခိနေတာဖြစ်ပါတယ်